السلام عليكم ورحمة الله وبركاته ينه هجري تون ليا ليزا چاوكو زل قايدا لا نيه ني خريني نتون نسا ngاكو ني ميلا تيه ني جدا بري ني ما نامنو دي او مين كي يه تنگانزا امت سن 996 كو تن بيا ما فيبا لي دي ني غارو چنو نه پتت بي رو الاو شمي تا لين اتي زون فيت دي چنو يه اسن تان ها الاو شمي تان نو با ما بلاو شي دي لي سو راو الاو شمي بي اتي زون فيت دي سو راو ဒေါက်တာအဒမ်ရှယ်ကာဝီက ဟာဒီသ်တော်တပုတ်ကိုကိုးကားပြီးတော့တင်ပြထားပါတယ်။ဟာဇတ်အဗ်ဒူလ္လာဟ်ဘင်မစ်အူဒ်ရာဒီယัลလာဟူတလာအန်ဟူတခင်ကြီးဟာအင်ဒမ်မပိန်ချုံနေတဲ့ပုံကိုဖြစ်တယ်။တခင်ရဲ့ခြေစလုံးနေဟာလဲတည်တည်လေးပါပဲ။တရက်တခင်ကြီးကတစ်ပင်တပင်ပေါ်တက်ပြီးတော့အတီးခူးဖို့ကြိုးစားနေတဲ့အချိန်မှာလေးတိုက်ပြီးတော့တခင်ကြီးရဲ့ခြေစလုံးလေးတွေပေါ်သွားတယ်။ဆော်ဘာတာဝကာကြီးတွေကရေမောကြတယ်။အဲ့ဒီအချိန်မှာကုရမက်ဆလ္လာဆလမ်ကမေးတယ် သင်တို့ဘာကြောင့်ရင်မောကြတာလဲအဲ့ဆာဘတာဝကကြီးတွေကဟဇတ်အဗ္ဒူလိုင်ဘင်မစဦးဒီရဲ့တီးလာတဲ့ခြေသလုံးလေးတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ရင်မောကြတာဘာလို့ပြောတဲ့အခါမှာကုရမဆလ္လာဆလမ်ကဖြေချလိုက်တာကခူမာအသ်ကလုဖီလ်မီဇာနီမင်ဂျဘလီအူဟဒ်အဲ့ဒီဟဇတ်အဗ္ဒူလိုင်ဘင်မစဦးဒီရဲ့ခြေသလုံးလေးနှစ်ခုဟာတဲ့မီဇန်ချိန်ဝင်ထဲမှာအဟုတ်တောင်ကြီးတက်တောင် ို့ပြီးတော့မှအလေးစီးတယ်လို့ကိုတော်ကဖြေချလိုက်ပါတယ်။အော်ဒီလိုဖြေချချက်ကိုကြည့်ပြီးတော့ကျွန်တော်တို့သိရတာကလူဆိုတာဟာသူ့ရဲ့နှလုံးသားကိုအခြေခံပြီးတော့မှအစင်တန်းမြင်မာတာပါ။သူ့ရဲ့အာအင်းနေသူ့ရဲ့ဝိတ်အလေးချိန်တွေကြောင့်မဟုတ်ပါဘူး။သူ့ရဲ့အုံနောက်ကြောင့်ပဲသူ့ရဲ့အသိပညာကြောင့်ပဲလူဆိုတာဟာအစင်တန်းနေမြင်မာတာဖြစ်ပါတယ်။သူ့ပိုင်ဆိုင်တဲ့အဥ္စာပစ္စည်းတွေကြောင့်မဟုတ်ပါဘူး။သူ့ရဲ့ဝတ်ထားတဲ့ဝတ်စားစင်မှုတွေကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့နှုတ်ရှာကြောင့်ပဲလူဆိုတာအစဉ်တန်းနေမြင်မာတာဖြစ်ပါတယ်။ဒါကြောင့်တခါတလေကြာရင်ကျွန်တော်တို့တွေရှေ့မှာပိန်ချုံပြီးတော့အရင်အမောင်းလဲမကောင်းတဲ့သူတွေကိုကျွန်တော်တို့ကစာမဖွဲ့ဘူးသူတို့ကိုကျွန်တော်တို့ကဘာမှမဟုတ်တဲ့သူတွေလို့ထင်ထားပေမဲ့သူဟာအလောရှိမဲ့ရဲ့ထံမှာအစဉ်တန်းတစ်ခုကိုရရှိပိုင်ဆိုင်ထားတဲ့သူဟာအလောရှိမဲ့ရဲ့ထံတော်ပါမှာချစ်ချင်းတွေကိုခံထားရတဲ့ပုံကိုလည်းဖြစ်သွားနိုင်ပါတယ်။တခါတလေအင်တန်ကြွယ်ဝချမ်းသာပြီးတော့ အာအင်းနေပြည်ဖြိုးနေတဲ့ပုံကိုယ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့တွေအားကြနေတဲ့ဒုဗိမဲ့သူဟာဆိုရင်အလောက်ရှိမဲ့ရထံတော်ပါမှာဘာတစ်ခုမှအစင်တန်းမရှိတဲ့အနေအထားတွေဖြစ်နေမယ်အလိုက်အမိန်တွေဖီစန်းနေတဲ့မိုက်လူမိုက်ဖြစ်နေမယ်တော့သူ့ရဲ့နှလုံးသားဟာဆိုရင်ကြောက်တုံးတွေထက်ကိုပို့ပြီးတော့မကြောနေမယ်ဆိုရင်ဘာမှတန်ဖိုးမရှိတော့ပါဘူးဒါကြောင့်စင်ရွမ်းပါနေတဲ့အရင်ချင်းနေနေတဲ့ပုံကိုယ်တိုင်းဟာ တခါတလေကြာရင်ကျွန်တော်တို့တက္ကဝရှင်တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။တော့အရင်ပြည့်ဖြိုးနေတဲ့ပုံကူတွေထဲမှာကျွဲဝနေတဲ့ပုံကူတွေထဲမှာလည်းအလိုက်အမိန်တွေကိုဖြီးစမ်းနေတာတွေရှိကောင်းရှိနိုင်ပါတယ်။အဓိကကတော့ကျွန်တော်တို့လူတွေကိုအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်ဖို့ဟာအရေးကြီးပါတယ်။မိမတော်မူသောအလောရှိမြတ်ဟာလူတယောက်ကိုအကြည့်တန်စွာဖန်ဆင်းထားတယ်ဆိုတာလေသူ့ကိုအလောရှိမြတ်ကဒီလိုပဲဖန်ဆင်းနိုင်လို့မဟုတ်ပါဘူး။ သူ့ကိုအလောက်ရှိမြတ်ကဒီထက်မကလှပအောင်လဲဖန်ဆင်းနိုင်တဲ့အရှင်မြတ်ဖြစ်ပါတယ်အလောက်ရှိမြတ်ရဲ့ဗန္ဒာရိုက်တော်မှာတစ်ခုတစ်စုံတရာယောနေသွားလို့အလောက်ရှိမြတ်ကလူတစ်ယောက်ကိုစင်ရတာအဖြစ်နဲ့ဖန်ဆင်းတာမဟုတ်ပါဘူးဒါတွေအားလုံးဟာဆိုရင်ဒီပုံကိုယ်တွေကိုစမ်းတတ်ဖို့အတွက်ခွဲခြားပြီးတော့မှအလောက်ရှိမြတ်ကချီးမြှင့်နေခြင်းဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဖန်ဆင်းငံကိုကျွန်တော်တို့တို့တွေဂုံမပေးနိုင်ရင်လဲဖန်ဆင်းရှင်ကိုတော့ကျွန်တော်တို့တို့တွေကဂုံပေးလေးစားဖို့ချီးမွမ်းထောပနာပြုဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဒေါက်တာအဒမ်ရှယ်ကာဝီကရေးသားဖော်ပြထားတာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ